မြမြောင်ရင်သွေးလေးကသားလေးဖြစ်တာကြောင့်ဂျီနူဝန်းသာမဆုံးပျော်ရွှင်ခဲ့ကြရတဲ့တရုတ်ဆောင်စီဖြိုးတို့မိသားစု Yeah! Yeah! yeah. yeah. မင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံကျော်တရုတ်ဆောင်စီဖြိုးကတော့ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီးတော့အနုပညာလောကမှာနေရာတနေရာရှားခဲ့သူဖြစ်ပါတယ်။တရုတ်ဆောင်စီဖြိုးဟာအိမ်အောင်ကြပြီးနောက်ပိုင်းမှာတော့အနုပညာလုံနဲ့ဝေးကွာသွားခဲ့ပြီးမိခင်ဖြစ်သူရဲ့လမ်းပြမှုအတိုင်းစီးပွားရေးလုပ်တွေကိုသာဇောက်ချလုပ်ကိုင်လာခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်စီဖြိုးနဲ့မော်ဒယ်ခင်လွမ်းတို့ဟာတမီဦးလေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီးအခုဆိုရင်တော့နောက်ထပ်ရေသွေးလေးတစ်ယောက်ရတော့မှာမို့မိသားစုလေးကပုံမပြေဆုံးခွင့်ရတော့မှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့တယောက်ဆောင်စီဖြိုးတို့မိသားစုကဒုတိယရှင်သွေးလေးကတာတာလီလာမိမိလေးလားဆိုတာကိုသိရှိဖို့အတွက်ကလေးလေးကိုကြိုးဆိုတဲ့ပွဲလေးပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါပွဲလေးမှာတော့မိသားစုဝင်အားလုံးကရင်ခုန်ခဲ့ကြရပြီးအားလုံးမျှော်လင့်ထားတဲ့အတိုင်းဒုတိယမြောက်ရှင်သွေးလေးကလည်းတာရရနာလေးဖြစ်နေခဲ့တာကြောင့်ဂျင်နူဝန်းတာမဆုံးဖြစ်ခဲ့ကြရတာပါ။ တယောက်ဆောင်စီဖြိုးတို့မိသားစုဟာသမီးဦးလေးကိုပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့်ဒုတိယမြောက်ရင်သွေးလေးကိုတော့တာယောက်ကြားလေးလိုချင်တယ်လို့ပြောခဲ့ကြတာဖြစ်ပြီးတယောက်ဆောင်စီဖြိုးရဲ့အမိခင်ဖြစ်သူဟာလည်းဒုတိယမြောက်မိလေးကယောက်ျားလေးဖြစ်နေခဲ့ရင်အလူကြီးပေးမယ်လို့ဆိုလာခဲ့တာလည်းဖြစ်ပါတယ်တယောက်ဆောင်စီဖြိုးရဲ့မိခင်ကြီးဟာအလူရင်ဆက်လက်နဲ့မကွာလူတန်းနေသူဖြစ်တာကြောင့်သူကိုယ်တိုင်သာမိယောက်ျားလေးပိုင်ဆိုင်ခွင့်ရရင်ဘသူနဲ့မှမတူတဲ့အလူပွဲကြီးကိုချင်းချိတ်တဲ့ကျင်းပသွားမှဖြစ်တယ်လို့လည်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့တမီဦးလေးတယောက်ကိုပိုင်ဆိုင်ထားတဲ့အပြင်နောက်ထပ်တာယောက်ကြားလေးတယောက်ကိုပါပိုင်ဆိုင်ခွင့်ရတော့မယ်တယောက်ဆောင်စီဖြိုးတို့မိသားစုအတွက်ပြည်သက်ကြီးကလည်းဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်